ကုန်ပဲအကုန်ပြောပြနေတာဟုတ်ကဲ့အကုန်ပြောပြပါတယ်မောင်နှမလိုဖြစ်နေရောကြတော့သူတခုခုဆိုလဲပြောရတယ်လေသူကအဘေကကွီးနေရမှာအစင်ပြေလာတာပဲပြီးသွားပြီဟုတ်ကိုအစင်မြင်မှန်းသူတို့သိပါတယ်ကိုနေတတ်တာလည်းသူတို့သိရဲ့ဆိုတော့ကိုတကယ်ရင်းနဲ့မိသားစုလိုဖြစ်နေရလူတွေကြမှာမေးတော့ လုံလောက်သွားလုံလောက်ပြီလေထပ်မင်းနေတယ်သိရလားစိတ်ညစ်နေမှာဆိုတော့လေ तू ကမမေး तू က तू ပဲဂျင်းစော့မင်းတော့စမယ်ဂျင်းစော့မယ်အဲ့လိုမျိုးဟို character ဆိုလဲနည်းနည်းစဉ်းစားဆိုဆို तू အခုကြတော့လေဟို character မရွေးခိုင်းတာတော့မဟုတ်ပါဘူးတကယ်ကျုံအမြင်အမြင်ချင်းတယ်လေနော်အားကြောင့်လို့ sweet your matthew ကလေရှိုက်ရမယ်နော်အခုဆိုဆွေးနေအခုကားကြီးတကားအခုစုံပြီဒီဇင်ဘာမှာဆွေးလို့ ပူခွေးရမှာလေ။ရန်ခွေးမအိကလေနော်။နောက်မင်းသားတယောက်လည်းပါသေးတယ်။ပူခွေးရမှာ။အရန်အတူနဲ့ဆိုပူခွေးရမှာ။အဲ့ဒါကြီးရ။အဲ့ဒါကြီးကပူဆိုးတာမပြောတော့ဘူး။အလူမယူရိုဆွေးရွားတို့အညော်လို့ခေါ်တာ။အညော်လို့ခေါ်ကြပါတော့။အစကချင်အမော်ဒယ်လေးပေါ့။သူတို့ပြောင်းခေါ်ရင်းနဲ့သူကသူကနင်းတော့ကြလေ။သူတို့စိတ်ထဲမှာခေါ်မရင်း။မရင်းဘူးထင်တယ်လေ။ထောက်ထောက်ကြီးလည်းဖြစ်တယ်။ ဖြစ်တယ်ဆိုရင်လည်းအဲသူတို့ပြောင်းခေါ်ရင်လည်းအညောဖြစ်တော့အညောဆိုပြီးသူတို့ကအဲ့လိုခေါ်ပြတယ်ဟုတ်တယ်မယူမယူတဏတရောဆိုရအဲ့လိုခေါ်မဟုတ်ပါဘူးငိမ့်တော့ငိမ့်တော့ဆိုတော့အညောပါမညောဘူးသူကအရင်အေးတယ်ဟုတ်နာမည်နဲ့ပေါ့နော်သူဟိုမိခက်ဆရာကြီးခေါ်တဲ့ဟာကိုသူတို့ကပြန်ပြောင်းလိုက်တာအညောတော်လားအညောတော်လေအညောလို့ပဲခေါ်လိုက်တာအဲငိမ့်တော့ဆိုညောတော်ညောအညောလို့ခေါ်လိုက်တာအဲ့ဆိုသူတို့စိတ်ထဲမှာငိမ့်တော်လို့ခေါ်ကြတယ်နဲ့ရိုင်းနာရဲ့ထောက်တာရဲ့မယင်းနီးတာရဲ့အကြောင်းအညောလို့ခေါ်တယ်အဲယင်းနီးတယ်ဆိုပြီးတော့အညောလို့ပဲခေါ်ကြတယ် အင်းအင်းပေါ့အင်းဘာမှမဖြစ်ဘူးအဲဒါကိုအဲသူတို့ရဲ့ဒါမြို့ပြလောကပေးတဲ့နာမည်မလဲမြို့ပြလောကနင်ကဒီလောကမဟုတ်ဘူးလားတလောကလောကပေးရတော့အရင်အေးရလေရေခဲတော့ဘေးခုထိုင်တာမလဲဘာချစ်စနိုးမှမရှိဘူးမက်ဆီပဲခေါ်တာမက်ဆီပဲခေါ်တာဘာလဲဘာမချစ်တာအဲ့ဘောဘာချစ်ပါလဲရင်းရှင်းလုံသေးတာတော့ဟာသူနဲ့ဆွေးနေရလေပြောပြအောင်တချင်မထွက်လိုက်ရအောင်နော်မပြောပြမယ်ဆိုရရည်ချင်းတယ်လေကျွန်တော် ောပြအောင်ပဲဟာရုပ်ထွက်ပါမဟုတ်ဘူးဆွေရလေဆွေနဲ့တူနေရလေသိလားတကြံ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 ဝယ်ပြီးပြီအာတကယ်အခုဒါမဲ့အခုတကြံထွက်မယ်နော်ဟုတ်တယ်အခုပြန်သွင်းတော့မှာအခုတကြံထွက်ပါပြီပြီပြီစိတ်လေးရှော့တာစိတ်ရှော့တာဟုတ်ဘူးဆွေရကဟိုလေတကြံတကြံလောက်ကြမယ်ပေါ့နော်တကြံတကြံလောက်ကြမယ်ဆိုတော့ဟောလို့ အဲလောက်ကြမယ်လို့အဲအဲ့မှာတချင်းလေးဝယ်လိုက်တယ်။တွင်းခဏလေးကြမှာဒါအစင်မပြေလေးဖြစ်သွားတာပေါ့နော်။အာဒီနေ့တကျွန်တော်တေးချပေါက်ထွက်ပါမယ်။ MV လေးလည်းရိုက်မယ်။ဟုတ်။အကုန်ပြောပြနေတာ။ဟုတ်တယ်။အကုန်ပြောပြပါတယ်။မောင်နှမလို့ဖြစ်နေတော့ကြတော့သူတခုခုဆိုလဲပြောရတယ်လေ။ဟုတ်။သူက ဟုတ်တယ်တတခတလေကြတော့သူ့ feeling မမူတီးတာဆိုတော့ကွာကြတော့လေအမြင်နဲ့သူ့အလုတ်လုံနေရပဲမြင်ချင်တာမယူရောအာတကယ်မယူကသူပြောမြရင်ကျွန်တော်ကို volleyball ပုတ်တယ်အဲကျွန်တော်ပြောမြရင်မယူပြောတယ်နှစ်ယောက်ကြားမှာလုံးဝပြောမြတော့ဆိုသူပျောက်သွားပြီနှစ်ယောက်နားကြီးရယ်ဆိုအဲကားကားမြိုက်တော့သူတို့ကရိုက်ခိုင်းတာမမြင်နဲ့ပေါ့နော်ဟုတ်တယ်ကျွန်တော်ကကြတော့လေမြင်တာတော့ပါဘူးမြင်တော့ရိုက်ပြီတော့အင်းရိုက်ပြီတခါတည်းပြောဒါအားရိုက်ပြီမြင်တာမဟုတ်ဘူးအဲတော့ နည်းနည်းကြီးမြတ်အဲ့လိုမျိုးဟို character ဆိုလဲနည်းနည်းစဉ်းစားစုံစုံသူအခုကြတော့လေဟို character မရွေးခိုင်းတာတော့မဟုတ်ပါဘူးတကယ်ကျုံအမြင်နဲ့မြင်ချင်တယ်လေနော်အားကြောင့်လို့ sweet ရောမတ်ယူပါလေရှိုက်ရမယ်နော်အခုဆို sweet နဲ့အခုကားကြီးတကားအခုစုံပြီဒီဇင်ဘာမှာ sweet ရောဟုတ်ကဲ့ရန်ခွေမိုက်ကလေနော်နောက်မင်းသားတယောက်လည်းပါသေးတယ်ပို့ခွေရမှာအရန်အတူနဲ့ဆိုပို့ခွေရမှာအဲ့ဒါကြီးရအဲ့ဒါကြီးကပို့ဆိုးတာမပြောတော့ဟုတ်တယ်အဘေကခွေနေရတာမဟုတ်အဆင်ပြေလာတာပဲပြီးသွားပြီ ဟုတ်ကိုအစီအမြင်မှန်းတို့တည်ပါတယ်ကိုနေတတ်တာလည်းတို့တည်ရဆိုတော့ကိုတကယ်ရင်းနဲ့မိသားစုလိုဖြစ်နေရလူတွေကြမမေးတော့လုံလောက်သွားလုံလောက်ပြီလေထပ်မင်းနေနေသိရလားစိတ်ညစ်နေမှာဆိုတော့လေ तू ကမမေး तू ကသူပဲဂျင်းဆော့မင်းသားဆက်မယ်ဂျင်းဆော့မယ်ဘလို့အားကြောင့်ဟာမမဘွားလေသူတယောက်တည်းလေမရှိဘူးလေဟာကိုတော့မဟုတ်ပါဘူး तू က तू ကပြဿနာတစ်ခုပဲ तू ကယူတနာတင်နေလို့လို့ကျမနဲ့လို့လို့ဖြစ်နော်ဘူးရမရှာကျွန်တော်ကကြတော့နည်းနည်းလောဘနည်းတယ်လို့ပြောကြတယ် အေးဆေးဆေးပေါ့လောဘနဲတာလားတကယ်ချင်းอ่ะဟုတ်ဆန်တော့လိုချင်တယ်အရင်လိုချင်တာပတ်ဆက်ဟုတ်ဆန်တော့လိုချင်လောဘပတ်ဆက်လိုချင်တယ်အလုံးမလုံဘူးအလုံးမလုံချင်ဘူးခကြီးပဲသွားချင်တာအဲအဲ့လိုပေါ့အရင်စူရတယ်ခကြီးရမ်းသွားလို့သူပတ်ဆက်ကုန်မှာဆိုလို့ကိုရီကုန်တဲ့အတိုင်းပဲကိုရီကလေမတော်ပါနဲ့တော့ဟဲ့ငါတောက်မဲ့မှာအဲ့လိုကိုပြောယူပါတော့တွားတာတအားတော့မတရားတော့နှစ်ပေါင်းကြာပြီပေါ့နှစ်ပေါင်းလည်းကြာလာပြီနော်တကယ်လို့ဆွေးလို့နေရကိုလိုနီခက်ကကျင်ငယ်တယ်ကျင်ငယ်တယ်မဟုတ်ဘူး စဉ်ညစ်တယ်။တော့ပါတော့စီရိုနေရပေါ့နော်ရှေ့ရှောက်လုံးမဲ့အနုပညာလုပ်တွေကိုလည်းအားပေးကြပါအောင်လို့အဲပြောချင်ပါတယ်။တချင်းလေးတွေလည်းလုပ်ဖို့ရှိပါတယ်။ပြီးတော့အဲ့လိုရုပ်ရှင်လေးလည်းရိုက်ဖို့ရှိပါတယ်လို့ဟုတ်အဲချစ်ရပေးတဲ့ကြည်လေစိတ်ချမ်းသာရင်ကိုယ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာစီချမ်းသာချမ်းသာကြပါစေ။ချစ်တဲ့သူတိုင်းနဲ့ညာကြပါစေ။ညာကြလားငါဆင်ခဲ့။ဒါပဲနော်